ငလျင်တွေမြူးတဲ့နေ့မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနှစ်လကျော်လို့၃လအတွင်းရောက်ခဲ့တဲ့ဒီနေ့2025ခုဇွန်လ10ရက်နေ့ဟာငလျင်တွေမြူးတဲ့နေ့တနေ့ပါမန္တလေးငလျင်ကြီးရဲ့နောက်ဆက်တွဲငလျင်တွေအဖြစ်အကြိမ်ပေါင်းထောင်ချီလှုပ်ခတ်ခဲ့ပြီးဒီဇွန်လထဲမှာတော့အကြိမ်ကြီးတိတိတတ်တာရော်နေလာပါတယ်ဒါပေမဲ့လို့ဒီနေ့ဂျွန်လ10ရက်နေ့မှာတော့ငလျင်တွေထူးထူးခြားခြားပြန်မြူးနေပါတယ် ပထမဦးဆုံးငလျင်ကမနက်3:31မိနစ်ချိန်ကုမဲနီမြေအောက်အနှက်6မိုင်မှာမကနီကျု4.9နဲ့လှုပ်ခတ်သွားတဲ့ငလျင်ပဲဖြစ်ပါတယ်။အဲ့ဒါပြီးတော့ဒုတိယငလျင်အဖြစ်မနက်6:10မိနစ်အချိန်ကချင်ပြည်နယ်မြေကြီးနားနဲ့စွန်ပရာဘုံကြားလောက်မှာမြေအောက်အနှက်6မိုင်မကနီကျု3.8နဲ့လှုပ်ခတ်သွားတာပဲဖြစ်ပါတယ်။တတိယအနေနဲ့ မနက်6:12မိနစ်ချိန်မန္တလေးတိုင်းပြင်ဦးလွင်အနီးမြေရောက်အနက်6မိုင်မှာပဲပြင်းအားမကနေကျု3.6နဲ့လှုပ်ရှားသွားပါတယ်။သရုတ်ထငလင်အဖြစ်မနက်7:58မိနစ်ချိန်ချင်းပြည်နယ်ဖိုင်တန်းအနီးမြေရောက်အနက်6မိုင်မှာမကနေကျု4.1နဲ့လှုပ်ခတ်ခဲ့ပါတယ်။နောက်ထပ်ပြစမမြောက်ငလင်အနေနဲ့ ချင်းပြည်နယ်ဖိုင်နယ်အနီးမှာပဲမွန်ရဲ7နှစ်နိုင်20မိနစ်အချိန်မြေအောက်အနှက်6မိုင်မှာပြင်းအားမကနေကျဖောက်ပိုင်တရီနဲ့ထပ်မံလှုပ်ခတ်ခဲ့ပါသေးတယ်မနေ့က9ရက်6လ2025ရက်နေ့မှာတော့နနက်9နာရီ44မိနစ်ချိန်သခိုင်းပြင်းနဲ့တန်ရွဲ့အရှိတောင်ဘက်မြေအောက်အနှက်30မိုင်မှာမကနေကျဖောက်ပိုင်တိုင်းနဲ့လှုပ်ခတ်ခဲ့ပါတယ်တစ်ဆက်ထဲမှာပဲ ပြပတင်အားဖြင့်မြင်ကလေးများအကြောင်းကို တင်ဆက်ပေးပါဦးမယ်။2025ခု6လပိုင်း6ရက်နေ့ကချီလီမြောက်ပိုင်းမှာတင်အားဖြင့်ငလင်လှုပ်ခတ်ခဲ့ပါတယ်။ပြင်းအားပမာဏက7.4အဆင့်ရှိငလင်တစ်ခုဖြစ်ပြီးဒေသစံတော်ချိန်2:15မိနစ်ချီလီနိုင်ငံအတွင်းပိုင်းကိုပီယာပိုမြို့မြောက်ဘက်58ကီလိုမီတာကွာမှာလှုပ်ခတ်ခဲ့ပါတယ်။ငလင်ဟာရေအောက်နဲ့65ကီလိုမီတာမှာလှုပ်ခတ်ခဲ့ပြီး အနိနာမြို့အများပြားမှာကျပြန်သောဧရိယာအနှံ့လှောက်ခတ်ခဲ့ကြောင်းသိရပါတယ်။အစိုးရအင်အားပြည့်ငလျင်ကြီးလှောက်ခတ်မှုကြောင့်လူနှုတ်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီးကိုပီယာပိုမြို့ဟာနေ89လုံးတစိမ့်တစ်ပိုင်းပျက်စီးခဲ့ပါတယ်။ကိုလံဘီယာနိုင်ငံကငလျင်2025ခု6လပိုင်း10ရက်နေ့မှာတော့ကိုလံဘီယာနိုင်ငံမှာပကနေကျုစစ်ပိုင်တရီနဲ့လှောက်ခတ်ခဲ့ပါတယ်။မြန်မာစံတော်ချိန် 9:38မိနစ်ချိန်ကတောင်အမေရိကတိုက်မှာကိုလံဘီယာနိုင်ငံအလဲပိုင်းဘိုဂိုတာပြည်နယ်ဘီလာပင်စီစီယိုမြို့မှာအရှေ့မြောက်ဘက်43မိုင်ခန့်ကွာပြည်အောင်အနက်6မိုင်မှာပကနေကျု6.5အဆင့်ရှိတဲ့အင်အားပြင်းမြင်ကလင်းလှုပ်ရှားခဲ့ပါတယ်ဒေသဆန်တော်ချိန်နဲ့မနက်7:00အချိန်မှဖြစ်ပါတယ်